မင်္ဂလာနေ့ရီပါခင်ဗျာဒီကနေ့ကျွန်တော်ကိုအောင်မင်းထုရဲ့မြေငလင်နဲ့ပတ်သက်ပြီးတိဖွဲ့ရာဘုသူတော်လေးကို ပြန်လည်မျှဝေရင်ပါတယ်မလ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးနောက်ပိုင်းဒေတာတွေနဲ့ရှေ့လျှောက်ဖြစ်နိုင်ခြေတွေကိုအသေးအတန်ရှာဖွေနေတဲ့အထက်ကျွန်တော်လည်းပါပါတယ်အဲ့လိုရှာတဲ့အဓိကရည်ရွယ်ချက်မှာရန်ကုန်ဟာငလင်ကြောင့်ပြည့်စည်နိုင်ခြေရန်နေတယ်ဆိုတော့ အဖြေကိုလိုချင်လို့ပဲဖြစ်ပါတယ်ဖြစ်ချင်တော့မြန်မာနိုင်ငံရဲ့ data တွေဟာ online မှာရှားပါတယ်မြန်မာ data ကိုကျွမ်းကျင်တဲ့မြန်မာပညာရှင်က ထုတ်ပြောမှသာပြည့်စုံမှာပါမနေ့ကမှဒေါက်တာမျိုးတန် interview ကနေ data တွေတော်တော်များများဆွဲထုတ်မိပြီးဆက်ပြီးလေ့လာပြလိုက်ပါတယ်အခုပြောအခုအပြောများခဲ့တဲ့အတိတ်ကငလေမှာ 1932ခုနှစ်ကျင်းဦးလွန်ငလင်ကိုပဲဦးစားပေးပြောကြတာများနေလို့ပါဒေါက်တာမျိုးတန်ပြောတဲ့အချက်အလက်တွေရဲ့ကျွန်တော်ရှာကြည့်လိုက်တဲ့အချက်အလက်လေးတွေကိုချရေးပြခြင်းပါတယ်1929ခုနှစ်ဩဂုတ်လ7ရက်မှာလှုပ်ခတ်ခဲ့တဲ့စွာငလင်လို့ခေါ်တဲ့ငလင်ပြင်းအားဟာခွန်ဒသမ၃ပြင်းအားရှိခဲ့ပါတယ် စကိုင်းကျွေမှာလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်1930ခုနှစ်မေလ9ရက်နေ့မှာကြတော့ပကိုးငလင်လှုပ်ခတ်ခဲ့ပြီးမလင်ပြင်းအားဟာခွန်တသမ၄ပြင်းအားရှိခဲ့ပါတယ်ဆောင်းငလင်လှုပ်ခတ်ပြီး6လကြာမှာလှုပ်ခတ်ခဲ့တာပါစကိုင်းကျွေမှာပဲလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ပကိုးငလင်ဟာရန်ကုန်နဲ့နီးလို့အပြည့်အစည်ကြီးမားခဲ့ပြီ မြန်မာကန်ယူရန်တချောင်းမှာဆူနာမီ1.3မှ3.6မီတာတက်ခဲ့ပြီးကန်ယူရန်ဒေတာကိုအနှဲငယ်ရိုက်ခတ်ခဲ့ပါတယ်။ဆူနာမီကြောင့်ပျက်စီးဆုံးရှုံးမှုတော့တိတ်မရှိခဲ့လာပါ။1930ခုနှစ်ဒီဇင်ဘာလ10ရက်နေ့မှာတော့ဖြူးငလျင်လှုပ်ခတ်ခဲ့ပြီးငလျင်ပြင်းအားဟာခွန်တသမ6ပြင်းအားရှိခဲ့ပါတယ်။ပကိုးငလျင်လှုပ်ပြီး ခုနှစ်လကြာမှလှုပ်ခတ်ခဲ့တာပါ။စကိုင်းကျွေမှာပဲလှုပ်ခတ်ခဲ့တာ ဖြစ်ပါတယ်။1930ခုနှစ်ဇန်နဝါရီလ20ရက်နေ့မှာတော့မြကြီးနားငလင်းလို့ခေါ်တဲ့ကာမိုင်းမြို့နာမှာလှုပ်ခတ်ခဲ့တဲ့ငလင်းပဲဖြစ်ပါတယ်။ပြင်အားက9.6ပြင်အားရှိခဲ့ပါတယ်။ပြုံးငလင်ပြီးတလားကျော်ကြာမှလှုပ်ခတ်ခဲ့တာပါ။စကိုင်းပြည့်ရွေကျော်မှာပဲလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။ 1930ခုနှစ်ဖေဖော်ဝါရီလ3ရက်နေ့မှာတော့တောင်ကြီးငလင်လှုပ်ခတ်ခဲ့ပါတယ်။ပြင်အားအနေနဲ့ခွန်တသမတုံညာပြင်အားရှိခဲ့ပါတယ်။ကာမိုင်းငလင်လှုပ်ခတ်ပြီးတပတ်နေတော့လှုပ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။အပြည့်အစည်တောင်းများခဲ့ပြီးတောင်ကြီးမြို့ပဝန်းကျင်ဒေသတွေကိုလည်းထိခိုက်ခဲ့ပါတယ်။အပြည့်စွမ်းအားကြောင့်အဲဒီကာလမှာ တိတာထင်ရှားခဲ့ပြီးဗြိတိရှာအစိုးရအနေနဲ့နောက်ပိုင်းရဆောင်တွေကိုပုံမခံနိုင်ရှိအောင်ဆောက်ဖို့အလေးထားလာခဲ့ရတဲ့အထီးပဲဖြစ်ပါတယ်။ဒီတိတာတွေကို ပြန်ချုံငုံ ကြည့်ရရင်တော့1929ခုနှစ်ကနေ1930ခုနှစ်ကာလနှစ်နှစ်တာကာလအတွင်းမှာမြန်မာနိုင်ငံမှာဖြားပြင်းငလင်ကြီး၅ခုလှုပ်ခတ်ခဲ့ပါတယ်။၄ခုက စကိုင်းကျင်းရွေပေါ်မှာပဲလှုပ်ခတ်ခဲ့တာဖြစ်ပါတယ်။အဲဒီအချိန်ကအုတ်ချုပ်ရီကိုတာဝန်ယူထားတဲ့ဗြိတိရှားအစိုးရအနေနဲ့လည်းတော်တော်ခက်ခဲခဲ့မယ်ထင်ပါတယ်။လူတွေတဲ့အတော်တော်ထိတ်တလန့်ဖြစ်ခဲ့မှာပဲဖြစ်ပါတယ်။နှစ်နှစ်မှာမလင်ကြီး၅ခုလှုပ်ခတ်ခဲ့တယ်ဆိုတာတော်တော်စိုးရင်စရာကောင်းပါတယ်။ကာလာအဖြစ်ပြောရရင်ဆရာဆန်ရဲ့ တောင်သူဒေသမားရေးတော်ဘုံခလာပဲဖြစ်ပါတယ်။အခုနှစ်ပေါင်း65နှစ်အကြာ2025ခုနှစ်မှာလုတ်ခတ်ခဲ့တဲ့စကိုင်းငရင်ကြီးမှာတော့စကိုင်းမြို့နာကိုပဟုပြုတယ်ဆိုပေမဲ့ပြည့်ပြည့်ချောင်းအပိုင်းတော်တော်များများကိုလှုပ်ပြီးသားဖြစ်သွားတယ်လို့တက်ရောက်စေတဲ့အထိပြန်အားပြန်သွားပါတယ်။မြောက်ပိုင်းထိဆို စင်ကူးနဲ့တောင်ဘက်ဆိုရင်ဖြူးထိတက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်အဲ့လိုတက်ရောက်ပြီမဲ့ပကိုးပိုင်းကတော့ပြောင်းတင်ပြီးကြံနေပါသေးတယ်လို့သုံးသက်ပါတယ်မန္တလေးတဝိုင်းနဲ့ဖြူအထိစကိုင်းပြည့်ပြည့်ကျော်ကပြားရော့ကြသွားပြီမဲ့ပကိုးတဝိုင်းကပြားတင်နေသေးလို့သူ့အနေနဲ့၄၅၀နဲ့အတွန်းလှုပ်နိုင်ကြီးရှိတယ်လို့သုံးသက်ပါတယ် အဲ့ဒါလိုသုံးသက်ပေမဲ့အပေါ်ကအချက်လက်ကိုပြန်ကြည့်ရရင်1929ခုကနေ1930ခုနှစ်အတွင်းလှုပ်ခတ်ခဲ့တဲ့ data တွေကိုပြန်ကြည့်ရရင်တော့ပကိုးငလင်ဟာအခုကနေဘယ်အချိန်မှထပ်လုံမဲဆိုတာဟာမဝေးနိုင်ဘူးလို့သုံးသက်ခြင်းသုံးသက်လို့ရပါတယ်1930ခုနှစ်မှာလှုပ်ခတ်ခဲ့တဲ့ပကိုးငလင်ဟာဆူနာမီဖြစ်တယ်ဆိုတာကို ညံချီရခံရရင်အဲ့ဒီအချိန်ကပုဂုံးငလင်ဟာအခုမလ20ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးတို့ဘဝချက်တယ်မဟုတ်ပဲတောင်ဘက်အထိဆက်ဆင်းသွားပြီးပင်လေကြီးကိုဆူနာမီ ဖြစ်ရတော့အောင်တက်ရောက်ခဲ့တယ်လို့ယူဆရပါတယ်အခုကျွန်တော်ချပြခဲ့တာတွေဟာ1929ကနေ1930ခုကာလ မလင်တွေကိုပဲအခြေခံပြောပြခဲ့တာပါ1932ခုနှစ်ပြုံးလွန်ကလည်း1939ခုနှစ်ပဲခိုးငယ်ဖျားကြီးကလည်း1946စကိုင်းကလည်း1997တပိတ်ချင်းကလည်းတွေအကြောင်းမပါဝင်သေးပါဘူးကျွန်တော်အနေနဲ့ဒေတာတွေကိုရှာတာဟာရန်ကုန်ဟာအန်ဒရီတော်တော်နေပါတယ်မထိခိုက်နိုင်တော့ဘူးဆိုတော့ ကောက်ချက်ကိုလိုချင်လို့ပဲဖြစ်ပါတယ်။အခုအချက်လက်တွေရတော့ကျွန်တော်လိုချင်တဲ့ကောက်ချက် မထွက်ခဲ့ပါဘူး။ကျွန်တော်တို့လိုအင်ဂျင်နီယာပညာရပ်နဲ့အသက်မွေးနေတဲ့သူတွေအတွက်ဘယ်ရာကိုပဲ ချင်ကချင်ကယုတ်တိပေတာရှိတဲ့ဒေတာနဲ့ခံမှန်းချက်တွေကိုပဲယူဆရပါတယ်။ကြံတဲ့ယုတ်တိပေတာအရာမဖြစ်နိုင်တဲ့ကိစ္စတွေချွေးတိတ်တာတွေကိုတော့မယုံမိဘူး။ မပေါ်ရောဖို့လိုအပ်ပါတယ်ကိုအောင်မင်းသူဟုတ်ကဲ့ကိုအောင်မင်းသူရဲ့ညီကလေးနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုဘုသူတာအနေနဲ့ပြန်လည်မျှဝေခဲ့တာပဲဖြစ်ပါတယ်အဆုံးအထိလိုက်ပါနားဆင်ပေးခဲ့မှုအတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ